ဗုဒ္ဓဘာသာဝင်တိုင်းဖျားရှိခိုးကြပါရယ်မြေဗုဒ္ဓကိုရှိခိုးပူဇော်ခြင်းကအလွန်မှမွန်မြတ်လာပါရဲ့ရှင်ဒီလိုမြတ်စွာဘုရားရှင်ကိုရှိခိုးနေကြတဲ့နေရာမှာအချက်၅ချက်နဲ့ပြည့်စုံအောင်ရှိခိုးဖို့အတွက်ဗမခချုပ်ဆရာတော်ဘုရားကြီးဖြစ်တဲ့ဒေါက်တာနန္ဒမာလာပြီးဝင်သားကမိန့်ကြားခဲ့ပါရယ်ရှင်အချက်၅ချက်ပြည့်အောင်ဘလို့ရှိခိုးရမလဲဆိုတာကတော့နံပါတ်၁ဖျားတရားတန်ခါမိဘဆရာတို့ကို အရင်ရှိခိုးဥချကြတော့ပါနံပါတ်၂ အပေဖြတ်ပါဒီချက်ကိုတော့လူတိုင်းမသိကြပါဘူးအပေဖြတ်တာကလွယ်ပေမဲ့လူတိုင်းမဖြတ်တတ်ကြလို့ပါဘလို့ဖြစ်ရမလဲဆိုတော့ဘဝဆက်ဆက်ကတော်ဆက်ခဲ့ကြတော့မိဘဘိုးဘွားများမပြစ်မအပ်သောပုံကူများနဲ့ခင်မွန်ကြီးဆယ်ပါတို့အပေါ်ပြစ်မမိသည်ရှိသောရှ िख ိုးဝင်ချတောင်းမှန်ပါဤဆိုပြီးတော့အပေဖြတ်ရပါမယ်ဒီလိုတောင်းမယ်ရင်လောလောဆယ်မိမိမှာပိတ်နေတဲ့လက်လာပါတွေပွင့်လာတတ်ပါတယ်ကားတိုက်လို့ပဲဖြစ်ဖြစ်ရင်းနစ်လို့ပဲဖြစ်ဖြစ်အစိမ့်သေးမသေးတော့ပါဘူးရှင် ။နံပါတ်3မိမိကိုယ်ကိုမေတ္တာပို့ပါ။မိမိရဲ့ခန္ဓာကိုယ်ကျန်းမာချမ်းသာမှဖျားလို့တရားလို့လုံနိုင်ပါပါ။ဒါကြောင့်မိမိကိုယ်ကိုမေတ္တာပို့ပါ။နံပါတ်4မိမိတို့လုံနေကြအတိုင်းဖျားစာရွတ်ပတိစိတ်မေတ္တာပွားပါ။ ။နံပါတ်၅သစ္စာဆို အများဝေပါ။မိမိတို့ပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကိုသစ္စာဆိုအများဝေရပါလိမ့်မယ်။ဘာကုသိုလ်ပဲလုပ်လို့သစ္စာဆိုအများဝေလို့ရှာတာကိုမမေ့ပါနဲ့နော်။ဖျားပန်းလူရာပဲဖြစ်ဖြစ်တိရစ္ဆာန်တွေကိုအစာကျွေးတာပဲဖြစ်ဖြစ်တခြားလူတွေကိုလည်းသစ္စာဆိုအများဝေလို့ရှာပါရစေ။ ဘလို့သစ္စာဆိုအမျှဝေရမှာလဲဆိုတော့ဖျားတပဲ့တော့ဖျားပန်းကက်လူပါတယ်ဖျားဤဖျားပန်းကက်လူရာမှန်ကန်ပါတယ်ဆိုတာကို သစ္စာဆိုပါတယ်ဤသစ္စာကမှန်ကန်ပါကဖျားပန်းတင်လူတော့ကုသိုလ်ကိုအထက်ဘဝအောက်ဝီစီအထိ32ပုံကျင်လည်ကြကုန်သောဝိနေယဒုက္ခိတဒုက္ခိတတတ္တဝအပေါင်းတို့အားအမျှပေးဝေပါတယ်အမျှရကြပါစေ ဆိုပြီးတော့အမျှဝေပါ မိမိတို့ပိုးတဲ့အမျှဝေခြင်းက32ပုံသားတွေအတွက်တန်ဖိုးကြီးလာပါတယ်။တကယ်သာမိမိအမျှတန်းကိုသူတို့ရသွားရင်မိမိပါအခက်ခဲပဲဖြစ်ဖြစ်သူတို့ကအကူအညီတက်ပါတယ်။ဖျားရှိခိုးရာကိုဒီအချက်၅ချက်နဲ့ရှိခိုးကြည့်ပါ။မုတ်ချမလွဲမိမိဘဝအထူးခြားလာမှသိချောင်းပြောကြရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်။